င်္ဂလာပါရှင် DKBA ခေါင်းဆောင်၄ဦးကိုကြားဖြန့်လင်းလယ်မှုနဲ့ပတ်သက်ပြီးအမေရိကန်ကတန်ခတ်ပိတ်ဆို့အရေးယူတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKBA အဖွဲ့အစည်းအပါအဝင်ခေါင်းဆောင်၄ဦးကို စိုက်ပါလင်းလယ်မှုစင်တာများကြားဖြန့်လုပ်ငန်းများကို ထောက်ခံကူညီမှုနဲ့အမေရိကန်အစိုးရကတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့နိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်ထားပါတယ် အဲ့ဒီလိုအပြစ်ပေးအရေးယူတန်းခတ်ခံရတဲ့ DKPA ခေါင်းဆောင်၄ဦးမှာစိုင်းကျော်လာ Saw Steel Saw စိန်ဝင်းနဲ့ Saw စန်းအောင်တို့ဖြစ်တယ်လို့ဖော်ပြချပါတယ်။ American အစိုးရရဲ့ထုတ်ပြန်ချက်အရ DKPA ကကရင်ပြည်နယ်မြဝတီအနီးတိုင်ချန်းဒေတာရှိစခန်းတွေ အပါအဝင်မှာလင်းလယ်မှုစင်တာတွေကိုကာကွယ်ပေးခြင်းလုပ်ငန်းလဲပတ်ခွင့်ပေးခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ်။ သူတို့ကတရုတ်ရာစုအကမ်းများနဲ့ပူးပေါင်းပြီးလူကုန်ကူးမှုမူရင်စေဝါလက်နက်မောင်းခိုကူးမှုနဲ့ငွေကြေးခဝါချမှုတွေပါဝင်ပတ်တက်နေပြီးလင်းလဲမှု စင်တာများတွေအလုံလောက်ကန်တူတွေကလူကုန်ကူးခံတူများဖြစ်ပြီးငိမ့်ပန်းနှိမ့်ဆက်ကအတင်းအကျပ်ခိုင်းစေခြင်းခံရတဲ့တူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အမေရိကန်အစိုးရက DKPA နဲ့အခြားလက်လက်ကန်အဖွဲ့အစည်းတွေပူးပေါင်းကာ လင်းလယ်မှုစင်တာတွေတည်ဆောက်ရမှာ ပါဝင်ခဲ့တဲ့ထိုင်းအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Trend Asia International Holding Group Thailand Company Limited နဲ့ Trustar Company Limited အပြင် ထိုင်းနိုင်ငံသားတဦးကိုပါတန်ခတ်အရေးယူခဲ့တယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံအတွင်းအခြေပြုစိုက်ပါငွေလင်လုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေကို နေနှိမ့်ဖို့အတွက် Scan Center Strike 4အထူးတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီး မြန်မာကမ်ဘောဒီးယားလာအိုနိုင်ငံတို့မှာအဓိကထားပြီးအရှေ့တောင်အာရှမှာရှိတဲ့လင်းလယ်မှုစင်တာတွေနဲ့ခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးအရေးယူတော့မှာဖြစ်တယ်လို့အမေရိကန်အစိုးရဗန်ဒါယီဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။